အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်းတောင်းပြလိုက်ပဲပေါင်းပြီးပေါင်းပြီးဝင်ထားမထင်အောင်မပစိုးဝင်ထားတယ်တရုံမတင်နဲ့အဲ့တော့ကျွန်တော်ဒါဒီနေ့မှာဒါလက်ရှိအပြောင်းရွှေ့သတင်းလေးနဲ့နည်းနည်းလေးအေးနေတယ်ဆိုတော့ဒါကျွန်တော်ဒီနေ့မှာဒါကျွန်တော်အပြောင်းရွှေ့နဲ့မဟုတ်ပင်နဲ့တခြားသောဒါကျွန်တော်တို့ပြောချင်တာလေးတခုကျွန်တော်ခင်ဗျားတို့နည်းနည်းဆွေးနွေးချင်တယ်ပေါ့နော်အဲ့ဒီဥစ္စာကလက်ရှိမှာဒါကျွန်တော်တို့ အခုလက်ရှိမှာတော့ဒါကျွန်တော် hit ဖြစ်နေတဲ့ကစားသမားလမိန်ရမယ်ပေါ့နော်ဒါကျွန်တော်အရင်တော့ငါကစားအဲ့တော့ကျွန်တော်ဘောလုံးသမားကြီးပဲပြောသွားမှာမဟုတ်ဘဲနဲ့အခုလက်ရှိမှာကျွန်တော်ပြောချင်တဲ့အကြောင်းလေးနည်းနည်းလေးပြောသွားမယ်အမှန်တမ်းပြောမယ်ဆိုပြကျွန်တော်ကလေဘောလုံးသမားတွေနေမကောက်ဒါကျွန်တော်လက်ရှိကစားပိတ်ပေါ့ဟိုအားကစားသမားတော်တော်များများကျွန်တော် ကြိုက်တဲ့လူတော်များ humble ဖြစ်တာများတယ်ကိုယ်ကအဲ့ humble ဖြစ်လို့ယူကြတယ်မဟုတ်မယ်ကျွန်တော်ကြိုက်တယ်ဒါပေမဲ့ကျွန်တော်အနေနဲ့လေတခါကြရင်လေဟိုပြောမယ်ဆိုရင်မာနာကြည့်ရမို့ ego ပေါ့နော်ဒါကျွန်တော်တို့ မာနကထောင်လွှားနေတဲ့လူတွေကိုကျွန်တော်သားသဘောကျတယ်မှာပါတယ်။ကိုယ်တိုင်လည်းအဲ့လိုပုံစံမျိုးမဖြစ်နိုင်တဲ့အတွက်ကြောင့်မကျွန်တော်ဒါပို့ပြီးသဘောကျနေတာမှရှိတယ်ပေါ့နော်။ဒါလမိတ်ရမယ်အကြောင်းမပြောခင်မှာခရစ်စတီယာနိုရော်နယ်ဒိုကြောင့်ကျွန်တော်ပြောပြမယ်။ခရစ်စတီယာနိုရော်နယ်ဒိုမမေ့ရတာကျွန်တော်တို့အန်ဒါဆန်ရယ်ဖာဒီနိုင်ရယ်လားဖာဒီနိုင်ပါလားကျွန်တော်ဖာဒီနိုင်နဲ့အန်ဒါဆန်ရယ်ဖာဒီနိုင်ရယ်ဒါကာလိုစတီဗက်စ်ရယ်ဒါကျွန်တော်တို့သူရယ်ပေါ့နော်ဒါကျွန်တော်တို့ ကွာတော့ကြတယ်ကလပ်တော့ကြတယ်ကလပ်တော့ကြတာကျွန်တော်တို့အင်တာဗျူးကတမားသူ့တွေ့ပြီးတော့ဒါကျွန်တော်တို့အင်တာဗျူးတဲ့အချိန်မှာဒါဘဒုမင်းရဲ့အကောင်းဆုံးကစားသမားဘဒုဖြစ်လေဟိုတယောက်ကပီလီပြောတယ်အန်ဒါဆန်ကပီလီပြောတယ်အန်ဒါဆန်ကပီလီပြောတယ်ဟိုလူကဘာညာပြောတယ်အဲ့ဒီမှာခရစ်စတီယန်ဝါနာတို့ကဘာပြောလဲဆိုငါပဲလေအဲ့တုန်းကရနယ်ဒိုဆိုဗျာပြောမယ်ဆိုငါချွတ်ပေါ့နော်ကောင်းတော့ကောင်းနေတယ်တကယ်ကိုရှယ်မိုက်နေတယ်ဒါပေမဲ့ငါချွတ်ကငါချွတ်ပုံစံမျိုးအဲ့လူတော်များဒီနေ့မှာဝေဖန်တယ်ပေါ့ဟာ ဒီတော့ဘာလဲပေါ့ respect မရှိတာလားဒါပေမဲ့အခုချိန်မှာ Ronaldo ဟာအကောင်ဆုံးသောကစားသမားတွေတစ်ယောက်ဖြစ်လာခဲ့ greatest of all time တွေတစ်ယောက်ဖြစ်လာခဲ့တယ်လုံးဝငင်းစရာမလိုဘူးပေါ့နော်အဲ့တော့ဒီတိုင်းပြလက်ရှိမှာဒါကျွန်တော်အခုလက်ရှိမှာ hit ဖြစ်နေတာကကျွန်တော်လမင်းရမယ်ပေါ့နော်လမင်းရမင်းနဲ့ဒါကျွန်တော်လက်ရှိမှာသူ့အနေနဲ့သူဟာအဲပြောချင်တာလက်ရှိဘာစလိုနာကမက်ဆီလိုမျိုးသူမတည်တည်ငြိမ်တယ်မို့သူနေတာကျွန်တော်တို့စကားတွေအဲစကားအနည်းတော့မဟုတ်ဘူး လမေးရမေးတွေသူ့အနေနဲ့ဒါကျွန်တော်သူ့ရဲ့ဝေဖန်သူတွေကိုသူပြန်ပြီးတော့ဒါကျွန်တော်တုံ့ပြန်တက်လို့ရှိတယ်။တချို့လူတော်များကဒါနဲ့ပတ်သက်ပြီးမကြိုက်ဘူးပေါ့နော်မကြိုက်တဲ့ဥစ္စာမှဒါကျွန်တော်ခုနကပြောသူ तू ကရာဂီမဆိုင် तू ကလုဆရာရှိတာလုပ်တယ် तू ဒါ तू ပြောတဲ့အလုပ်တိုင်း तू သွားအဲ့တော့ဒါမနစ်ကလမေးရမေးကိုဒါကျွန်တော်လူတော်များဒါကျွန်တော်ခရစ်စတီယန်ရော်နယ်ဒိုနဲ့တွေ့တဲ့အချိန်မှာပေါ်တူဂီနဲ့တွေ့မှာဒါစပိန်ကိုရှုံးသွားချင်မှာဒါလူတော်များဝေဖန်ကြတယ်။ဒါပေမဲ့ကျွန်တော်ဒီနေ့မှာ chart ကိုလူတော်များမိနေချာအဲ့ဒီ chart ကအဲ့ဒီနှစ်မှာနေဒါကျွန်တော်ပြေပေါ့ ဥရောပဖလားကလွင်ဒါကျွန်တော်ယူရိုကိုဒါကျွန်တော်စပိန်နဲ့အတူရရှိပြခဲ့တယ်တကယ်ကိုသူ့ရဲ့ခြေစွဲတဲ့သူတရားသွားခဲ့တာလက်ရှိမှာဒါကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့စုဖလားအကုန်လုံးကိုလည်းသူတို့တင်ကစကူးနိုင်ခဲ့အဲ့တော့လမင်းရမင်းအနေနဲ့ဒါခုနပြောလို့ပဲနောက်ဆုံးပြကျွန်တော်ခုနပြောသူ proof a point သူလုတ်ပြနိုင်ခဲ့တယ်ဒါပေမဲ့ရော်နယ်ဒိုလိုလူမျိုးကိုရှုံးသွားတာဒါခုနပြောလို့ပဲလုံးဝအားငယ်စရာမဟုတ်ရော်နယ်ဒိုကရော်နယ်ဒိုမဟုတ်လို့ဒါရှုံးသွားရော်နယ်ဒိုစီအဲ့တော့ဒီနေရာမှာဒါကျွန်တော်ရော်နယ်ဒိုကလည်းကျွန်တော်အနေနဲ့မြင်ကြည့်တူတော်များဟာရော်နယ်ဒိုရော်နယ်ဒိုကလမင်းရမဲကိုကြိုက်တယ်မကြိုက်ဘူးရော်နယ်ဒိုဒီသူ့ရဲ့ part of ရော်နယ်ဒိုကိုသူ့လမင်းရမဲဆိုမှသူပြန်မြင်မြင်ရမယ် ဘာလို့လမင်းရံမဲ့အခုလက်ရှိသွားနေတဲ့ပုံစံမျိုးဒါလက်ရှိမှာသွားနေတဲ့ပုံစံမျိုးဘယ်လိုလဲဒဲမစင်အောင်မှကိုယ့်ရဲ့ words ကိုကို eat up လုပ်ပြီးကိုယ့် lash လမ်းလျှောက်လူတယောက်ဒီကိုကျွန်တော်နေမြင်အဲ့တော့ဒါကျွန်တော်ဓာဘဝမှာပေါ့နော်ကျွန်တော် interview အများကြီးကြည့်ပွဲတဲမှာမှာအဲ့လိုစကကြီးစကကြဲပေါ့စကကြီးတော့မဟုတ်ပြန်သူ့အနေနဲ့သူ့ကိုယ်သူအကောင်းဆုံးဖြစ်မယ်လို့ယူဆတဲ့လူတွေရှိတယ်ကျွန်တော်တွေ့ဘူးတဲ့ interview မှာပေါ့နော်ကျွန်တော်မမေ့ရ interview တစ်ခုမှာအဲ့ဒီမှာဒါကျွန်တော်တို့ Tiger Wu ကြီးကတော့ဒါကျွန်တော်လက်ရှိမှာ တော်လေးကိုနာမည်ကြီးနေပါတယ်ဒါပေမဲ့တာဂတ်ဘူးငငယ်တုန်းဒါကျွန်တော်တွေ့ရတာပထမဦးဆုံးဒါကျွန်တော်တို့ interview မှာသူ့ကို interview ရဲ့အချိန်မှာဒါကျွန်တော်တို့ call ပဲပေါ့ cover တယောက်ပဲပေါ့နော်ကျွန်တော်ထင်တယ်တာဂတ်ဆန်လားမသိဘူးသူ့ကို interview တဲ့အချိန်မှာဒါမင်းဘယ် level လောက်ထိရောက်ကြကျွန်တော်ဒီဘုံနိုင်ချင်တယ်ကျွန်တော်ဒါ PG ထင်တယ်ဟုတ်တယ် PG မှာကျွန်တော်နိုင်ချင်တယ်ဟာမင်းအခုမှပြိုင်ပြီကွာဘာလို့နိုင်ချင်တာလဲဖြစ်နိုင်ပါ့မလားဘာညာလဲသူ interview ကခနဲ့တယ်မင်းက ဖြည်းဖြည်းဖြည်းချင်းသွားတယ်ဆိုတဲ့ပုံစံမျိုးလောက်အောင်ပါဘာလို့လဲမင်းဘာလို့လဲအရင်ဟိုဟိုမင်းလူကြီးကို respect မရှိတာသူကသူကခနဲ့တယ်ဗျာ interview တောင်နေတာဟာ PG ကိုမင်းဘလို့ရမှာလဲအဲ့လိုပုံစံမျိုးတကယ်လဲ Tiger Woods က greatest of all time နေတာဒါကျွန်တော် golfer တွေတယောက်ဖြစ်လာခဲ့တယ်ဒါ golfer အဲ့တော့ကျွန်တော်က Muhammad Ali ရဲ့ဒါကျွန်တော်လက်ရှိအသံ final လူတွေဒါသိကြမှသိတယ်ဒါပေမဲ့လက်ရှိမှာ TikTok တို့ဒါကျွန်တော် Facebook တို့မှာကြားပွေးစကားလုံး I'm going to show you how great I am ဆိုတဲ့ဒါ TikTok ရဲ့အသံတွေ Facebook ရဲ့အသံတွေကြားပွေးတဲ့လူရှိမှာအဲ့ဒါကမိုဟာမက်အလီပြောသွားခဲ့တာဖြစ်တယ်အဲ့တော့မိုအလီအနေနဲ့ဘယ်တော့မှသူကလီမလျှော့ဒါပေမဲ့မိုအလီရဲ့လီနဲ့လက်သီးနဲ့ကတသားတည်းသွားတယ်သူ့အနေနဲ့ခုနကကြိုက်တဲ့ကောင်လာခဲ့ကျုံးမယ် ဒီတိုင်းပဲကျွန်တော်တို့ mic ပေါ့နော်ဒါကျွန်တော် mic Tyson ဆိုတဲ့တကယ်ကိုလီနဲ့လက်နဲ့ကတသားတဲ့သွားရတယ်မှာပေါ့အဲ့တော့ဒါကျွန်တော်တို့ဘလောက်ပဲခင်ဗျားဒါ wave band ပေါ့နော်ဒါဒီလိုမျိုးဒါအပြောနဲ့အလုံးနဲ့ညီတဲ့လူတွေကိုကျွန်တော်တိတ်ပြီးသဘောကျတယ်ကျွန်တော်ပေါ့မှာကျွန်တော်ရဲ့အားနေချက်တွေတကယ်ကျွန်တော်အဲ့လိုမျိုး ego ရေးစစ်ကျွန်တော်မလုပ်နိုင်ဘူးဆိုတော့ကျွန်တော်ကျွန်တော်မှာကျွန်တော်ဒီ doubt တွေအများကြီးရှိတယ်ဘာကျွန်တော်ဒီလူတယောက်အနေနဲ့ငါလုံးနိုင်ပါမလားငါပြောပြီးရင်လုံပြောတဲ့အတိုင်းဖြစ်ပါမလားဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်တို့အဲ့တော့ ီလိုမျိုးပြောရင်လူတွေမှာနောက်မှာအများနဲ့စောင့်ကြည့်ရလို့ပြောတော့အဲ့ဒီအပြောတိုင်း fame လားဆိုတဲ့ပုံစံမျိုးအဲ့တော့အခုလက်ရှိမှာဒါကျွန်တော်ပြန်ကြည့်မယ်ဆို Cristiano Ronaldo မှာဘာလို့ hater တွေပြောလဲဆိုတဲ့ဥစားက Cristiano Ronaldo ကသူပြောတဲ့စကားလုံးတွေကြီးတယ်ဒါပေမဲ့သူကြီးတဲ့စကားလုံးတွေကိုသူရအောင်ပြတယ်အဲ့တော့အဲ့ဒီရဲ့ vision ကဒါကျွန်တော်တို့ထည့်အချိုးကြရပါတော့နော်ခင်ဗျာလေကြီးလေကျယ်လှုပ်ပြီးအောင်မြင်တဲ့လူက hater ပုံများတယ်အဲ့ဒါကတကယ်ခင်ဗျာဖျားဆုအဲ့ဒါတကယ် လေကြီးလေကျယ်ပြောပြီးကြရှုံးတဲ့သူဘယ်ကောင်းမှဆောက်ဖွဲ့မလုပ်ဘူးအေးဒါပေမဲ့လေကြီးလေကျယ်ပြောပြီးအဲ့ဒီကောင်အောင်မြင်နေတယ်ဆိုရင်တော့တည်ဖို့သာပြင်ထားတယ်ဘောက်တော့ဟိတ်တယ်ဟုတ်နာဘောက်တော့လူတန်းအများအမြင်ဆိုးရောက်နေတဲ့လူအများနဲ့ကြဆိုဘောက်တော့လူတော်များကတို့လောက် level မရှိလို့ဒါပုံမွေလင်းမဲ့တာရှက်စရာမဟုတ်လူတော်များကဘာလို့လူတယောက်ကိုမနာလို့ဆိုတို့ level မှာရှိမနေလို့အေးတို့ level မှာရှိရချင်းမှာဖုံးဆိုပြုတ်ကြသွားရင်ဒီလူကငါတို့ level တို့မဟုတ်ငါတို့ထက်နှိမ့်တဲ့ level ရောက်သွားရင်ဒီကောင်ကငါတို့ထက်နှိမ့်သွားအဲ့တော့ပြောချင်တာလူဆိုတဲ့သဘောတရားငါတို့နဲ့တူရင်တူမတူဘူးဆိုရင်ငါတို့ထက်မြင့်အောင်မကြိုက်ဘူးဆိုတဲ့ ပုံစံမျိုး logic ရှိကြတယ်ဒါလူရဲ့သဘောတဘာဝလူရဲ့ natural ပေါ့နော်ဒါကျွန်တော်တို့ဒါတော့အဲ့တော့ဒါလည်းနားလည်လူရဲ့ဒါပေမဲ့ Ronaldo တို့ဘာလို့အဲ့ဒီ hate ကိုစားသုံးနေနေမှာဘယ်ရင်မဲကဘယ်ဒီကေဘယ်ရင်မဲခင်ဗျသူ့မုန်းတယ်မလားအဲ့ဒီအမုန်းဒီပဲစားသုံးပြီးကြွအောင်တတ်ပြရမယ်အဲ့လိုပုံစံမျိုးအခုလက်ရှိမှာကျွန်တော်မြင်လာခဲ့တဲ့လမင်းရမဲကိုမြင်လာခဲ့ကျွန်တော်အနေနဲ့လမင်းရမဲလို့ပြောကျွန်တော်စိတ်မဆိုးဘူးဘာလို့ဒါကျွန်တော်ဘာစနာတို့ဘာကိုကြိုက်လို့ပြောရမှာမဟုတ်လမင်းရမဲအနေနဲ့သူ့ရဲ့ word ကို तू eat up လုပ်နေမှာကျွန်တော်ကြည့်မယ်ဒါမှမဟုတ်လေဒီကောင်လေးအခုလက်ရှိမှာ तू ပြောတာနဲ့ तू လုပ်တာနဲ့ तू ညီအောင်လုပ်ပြနိုင်တယ် အခုလက်ရှိမှာဒီနှစ်အတွင်းမှာဒါကျွန်တော်တို့နိုင်ငံနဲ့ဒါယူရိုယူရိုဖလားကိုယူခဲ့တဲ့အပြင်ကိုဒါသူ့ရဲ့အသင်းနဲ့ပါဒါကျွန်တော်တို့လာလီကာတို့ဘာလို့ယူပြခဲ့တယ်အဲ့တော့သူ့မှာလေလုံးကြီးပိုင်ခွင့်ရှိလားဆိုရင်တော့ yes of course ရော်နယ်ဒိုမှာလေလုံးကြီးပိုင်ခွင့်ရှိခဲ့တယ်ကျွန်တော်လက်ရှိမှာဂျိုကိုဗစ်မှာဘာလို့လေလုံးကြီးပိုင်ဘာလို့မိုဟာမက်လိုအလီကလေလုံးကြီးပိုင်ခွင့်ရှိလဲဒါပေမဲ့လေလုံးကြီးပြီးအဲ့နောက်ကလိုက်လုတဲ့လူကအင်မတန်မှကြောက်ဖို့ခေါင်းတဲ့လူပဲ လောလာကြီးမှာအဲ့လိုမျိုးလေးလုံးကြီးပြီးနောက်ကလိုက်လုံနိုင်တယ်လို့အင်းဒါပေမဲ့အဲ့ဒီလူကဘာလို့လေးလုံးကြီးလဲဆိုရဲနောက်မှလည်းစဉ်းမြစ်တင်အများကြီးရှိတယ်။ဟုတ်မှာရနာဒိုဒီဒီလေးလုံးကိုသူ့နဲ့သူတတ်မှတ်ထားပြီးသားဖြစ်တယ်။သူ့ရဲ့ standard ဒီသူကိုယ်တိုင်ဖြစ်တယ်။ငါရနာဒိုတစ်ခေါက်ပြောဘူးတဲ့ငါရဲ့ငါဒီမနေ့ကရနာဒိုတဲ့ငါဒီနေ့ပူကောင်းအောင်ငါလုံနိုင်လား။အဲ့ဒါရနာဒိုရဲ့ standard ပဲ။အဲ့ဒါအဓိကပဲရနာဒိုနေနဲ့ကုလသမားလူတော်များမက်ဆီလိုပေါ့နော်သူရှင်ပြိုင်ကောင်းရှော်ဒါပေမဲ့ကျွန်တော်မြင်ကြည့်တော့ရနာဒိုကသူ့ဟာသူပြိုင်နေတာသူပြောရတဲ့စကားတွေကိုကြည်အယမ်းတည်တာတယ် ်အဲအခုလက်ရှိမှာကစားသမားအခုလက်ရှိမှာစောက်ရအောင်မြင်တဲ့ကွန်ထရိုးမြောက်ကြည့်လိုက်အဲ့လိုပုံစံမျိုးပေါ့နော်ဒါ F1 မှာကျွန်တော်ဒါကျွန်တော်ကဒါရှူမိတ်ကာရုပါရုစီမှာတွေ့ဘူးတဲ့တဲ့မှာပါဒါပေမဲ့အခုနောက်ပိုင်းမှာ Max မှာတော့ဒါတွေ့ရတဲ့တဲ့မှာပါဒါပေမဲ့ Hamilton ကနည်းနည်းလေးတော့ AC တယ်ဗျအဲသူလည်းသူ့ဟာသူရှိတယ်ဆိုပေမဲ့သူက AC တယ်ပါဟဲ့မ Max မှာအဲ့လိုပုံစံဒါ Max ကသူ့အဖေစီကပါလာတဲ့ double ပြောရမှာတဲ့မှာပါအဲ့တော့ F1 တော့ကျွန်တော်နည်းနည်းလေးမကြည့်ဖြစ်တာကြာပြီဗျကျွန်တော်อืมတနည်းလောက်ရှိတော့ကျွန်တော် မနာကိုတော့ကြည့်ဖို့စဉ်းစားကြမတော်မကြည့်ဘူးထပ်ပါထပ်ပါအဲပြောချင်တာပဲလက်ရှိမှာဒါအားကစားတိုင်းမှာဗျာအဲ့လိုလေးလုံးကြီးရတယ်ဒါပေမဲ့အဲ့လေးလုံးကြီးတဲ့နောက်ကိုလိုက်လုံနိုင်အဲ့ဒီကောင်ခင်ဗျာဘယ်သူမှရှင်းလို့မရအောင်အဲ့ဒီကောင်ဘယ်ကောင်းမှရှင်းလို့မရအောင်အဲ့ဒီကောင်မျိုးလည်းကျွန်တော်သဘောကျတယ်ဘာလို့ကျွန်တော်ဘယ်တော့မှအဲ့လိုလူမျိုးမဖြစ်နိုင်ဒါခင်ဗျာပုံမွန်လင်းပြောချက်လည်းမချက်ဘူးကျွန်တော်ရဲ့အားသာချက်တခုကကျွန်တော်အဲ့လူတရားလူတရားကျွန်တော်လူရဲ့အားလူငါအဲ့လူလူဘယ်တော့မှဖြစ်နိုင်ကျွန်တော်ခရစ်စတီယာနိုရိုနယ်ဒိုလိုဘယ်တော့မှဖြစ်နိုင်သူ့ရဲ့ဆယ်ဖို့တပုံတော်ဖြစ်ဖို့မနဲ့ကြိုးစားရမှာ အခုလက်ရှိလမင်းရမင်းတို့ဆော့ဒန်အီဘရာဟီမိုဗစ်မိုဟာမက်ဒလီဒါကျွန်တော်တို့ဒီလိုလူတွေအဲ့တော့ဒီလိုလူတွေကလည်းကြာရှုံးမှုစောင့်ကြုံနေတဲ့လူတွေအများကြီးရှိတော့ဒီလူတွေအောင်မြင်လဲအောင်မြင်ကြအောင်အားပေးမဲ့လူတွေအများကြီးရှိတယ်အခုလက်ရှိမှာဒါကျွန်တော်ဖတ်မိရတော့ဒါကျွန်တော်တို့ John Jones ကိစ္စမှာဒီလိုမျိုးပြောနေတဲ့လူတွေရှိတယ်ဗျာကျွန်တော် John Jones ကကျွန်တော်မသိဘူးဗျာဒါလက်ရှိမှာဖတ်မိတဲ့ဥစ္စာပါပဲအဲ့တော့ဒါတော့ပါပဲပေါ့နော်အဲ့တော့လက်ရှိမှာဒါခမရတို့အမြင်မှာဘယ်လိုမြင်လဲခမရတို့ကတချို့လူတွေဒါမျိုးမုန်းတယ်ဟန်ဖို့ဖြစ်တဲ့လူတွေကြာရင်ကြာမယ်ကျွန်တော်တော့ အမှန်တကယ်ကိုမဖြစ်နိုင်တဲ့အရာတစ်ခုကိုကျွန်တော်ကသူများစီမှာမြင်ရတဲ့သဘောကြတယ်။အဲ့လူသာဒီလိုမျိုးလုပ်နိုင်တယ်ဆို very good yes why not သူပြောတဲ့လုံနဲ့ညီတာပဲကျွန်တော်ဘာလို့ဝေဖန်ရမှာလဲဆိုတဲ့ logic ကိုကျွန်တော် define လုပ်ကြည့်ခြင်းတော့လောက်ပါပဲအဲ့တော့ဘောလုံးမဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0တို့နဲ့ db4u တို့မှာချင်းလို့ဆိုတာပေါအောင်ကူညီလို့ရပါတယ်မြန်မာရေးကလစ်ဖို့မမေ့ကြပါနဲ့ပြအောက်က comment တွေထဲမှာလည်း youth sport media 3.0တို့နဲ့ db4u တွေ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျှော်စကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မြန်မာရေးကလစ်ဖို့မမေ့ကြပါနဲ့ဦးမြတ်မြတ်ကလစ်မှာမြန်မြန်နေတာဖြစ်ပါတယ်အားလုံးကြိုးတူပါတယ်ကောင်းမွန်တော်နေနေဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပီးနေပဲ ကျွန်တော်တို့နေအောင်မအေးဆစ်ဆစ်တွေ့ကြတာပေါ့ဒေဗောဗျာ